NLD လိုမျိုးပါတီကြီးက NLD လိုမျိုးပါတီကြီးကအဲဒေါ်အောင်ဆန်းစုကြည်မရှိတော့တာနဲ့ဘယ်သူမှဘာမှမလုပ်တတ်တော့တဲ့သဘောဖြစ်ပြီးတော့မှတကယ်တမ်းဆိုအားအယံကောင်းပါတယ်အမျိုးသားဒီမိုကရေစီဖွဲ့စုချုပ်ကိုသူ့စီးစီတွေကအပြစ်တော့တော့မဟုတ်ဟို NLD တွေကတယောက်ယောက်ကတစုတစ်ဖွဲ့ရနေဥဆောင်ပြီးတော့မှအမျိုးသားဒီမိုကရေစီဖွဲ့ချုပ်ဆိုပြီးမတ်ပုံပြန်တင်မယ်လို့လုပ်တဲ့လူတယောက်မှမရှိဘူး ဆိုတော့ရှင် NLD ကိုကျွန်မအဲ့ဒါပြောချင်တာပေါ့နော်အဲဒေါ်အောင်စန်းစုကြည်ကိုအရင်ပဲမိခုပ်ပြီးတော့မှဒေါ်အောင်စန်းစုကြည်မရှိရင်ဘာမှမလုပ်တတ်မကင်တတ်အဲအဲ့လိုမျိုးနဲ့လူတူတူတယောက်ပဲလုံလုံလျားလျားမိခုပ်အားထားထားတဲ့ပါတီဖြစ်ပါတယ်မြောက်လန်ရွေးကောက်ပွဲကိုဝင်ရောက်ရှင်ပြိုင်ဖို့ကြိုးစားနေတဲ့ပြီးသုံးလုံးတက်တက်ခိုင်က NLD ပါတီဟာဒေါ်အောင်စန်းစုကြည်မရှိတော့လို့ဘာမှမလုပ်တတ်မကင်တတ်တွေဖြစ်ကုန်ပြီလို့ပြောဆိုဝေဖန်လိုက်ပါတယ် အနာဒီရဲ့ရွေးကောက်ပွဲအနိုင်ရလက်ကိုအနာသိမ့်ဖျက်ဆီးခဲ့လို့ပြည်သူတွေကတော်လန်နေကြအချိန်မှာအနာဒီပါတီဟာမင်းအောင်လှိုင်ရွေးကောက်ပွဲကိုဝင်မပြိုင်နိုင်တော့ဘူးသူ့ရဲ့ပြည်သုံးလုံးပါတီကဝင်ပြိုင်နိုင်လို့ရှစ်တလန်းကြောသွားပြီဆိုတဲ့ပုံစံမျိုးနဲ့တသက်ခိုင်ကပြောဆိုပါတယ်ဒေါန်ဆန်းစုကြည်အပေါ်လူသိရှင်ကြားမနာလိုစိတ်ကြီးမားတဲ့တသက်ခိုင်ဟာအခုလိုဒေါန်ဆန်းစုကြည်ထောင်ကျနေတဲ့အချိန်တိုင်အောင် မကြာခဏဆိုသလိုအနာဒီပါတီနဲ့ဒေါန်ဆန်းစုကြည်ကိုဆက်လက်တိုက်ခိုက်နေတာတွေတွေ့ရပါတယ် တသက်ခံရအနာဒီမာရှိစဉ်ကလေးကဒေါန်ဆန်းစုကြည်ဟာဘလုံးသမားတယောက်ကတကွင်းလုံးကိုပတ်ကန်နေတယ်လို့လှုပ်နေတယ်ဆိုပြီးဝေဖန်ခဲ့ကသူပါတီထောင်တော့လေဒေါန်ဆန်းစုကြည်ကိုရွက်ပြီးတသိန်းလုံးကံမြီ PPP ဆိုပြီးစောင်ပုတ်ထုတ်ခဲ့ပါတယ်။မကြသေးခင်ကလည်းဒေါန်ဆန်းစုကြည်ဟာနိုင်ငံရေးအကျဉ်းသားတယောက်မဟုတ်ဘဲတာမန်ရာဇဝေးအကျဉ်းသားတယောက်သာဖြစ်တယ်လို့တသက်ခံကအင်တာဗျူးတစ်ပုဒ်မှာပြောဆိုပါတယ်။ တက်တက်ခံရ NRI ပါတီကိုတိုက်ခိုက်ပြီးပါတီထောင်လိုက်ပေမဲ့2020ရွေးကောက်ပွဲမှာတနေရာမှအနိုင်မရခဲ့သလိုအခုမင်းအောင်လှိုင်လုံးမဲ့ရွေးကောက်ပွဲမှာလည်းမင်းအောင်လှိုင်ကရွေးကောက်ပွဲဝင်ရောက်ရှင်းပြိုင်ခွင့်အပိတ်ခံလိုက်ရတာကြောင့်အတနာခံစာတင်ရတဲ့အခြေအနေကိုရောက်နေပါတယ်။ပြန်ပြီးတော့မှမှတ်ပုံမတင်နိုင်ခဲ့တာလဲဆိုဒါသူ့ရဲ့ဒါနာဆာကရဲ့ဒုက္ခမဟုတ်ဘူး NLD ရဲ့ဒုက္ခဖြစ်ပါတယ်။ကျွန်မအဲ့ဒါလေးပြောချင်တာပေါ့နော်။2023년 ਆ ဆိုရင်ဟို၃နှစ်တားကြော်ကြော်ပဲရှိသေးတယ်။ ပါတီတစ်ခါမှပေါင်းပြန်တင်ရမယ်ပြီးပြန်တော့လည်းပြည်တော်စုဆင့်တင်ရမယ်ဆိုတော့နံပါတ်1အဲနံပါတ်1ဒါဟိုပေါ့နိုင်ငံတော်ကို3000ဟိုဒီတွေ့ပတ်စံတွင်းထားရမယ်ဘဏ်အကောင့်မှာ3000ပြရမယ်ပြီးလို့ရှိရင်ပါတီဝင်3000ရှိရမယ်ဒီမြန်မာနိုင်ငံမှာဟို330ရှိရပေါ့နော်မြို့နယ်ပေါင်းမဲဆန္ဒနယ်ပေါင်း330ရှိရဆယ်မှာတဝက်တဝက်တဝက်ကျော်မှာကျွန်တော်တို့ပါတီရုံးကန်းနေရှိရမယ်ဆိုတော့ပါတီရုံး160ခုနှစ်ရုံးကျွန်တော်တို့အနည်းဆုံးဖွဲ့ရမယ်166ရုံးပေါ့နော်အနည်းဆုံးဖွဲ့ရမယ် ပါတီဝင်လည်းတသိန်းရမယ်ပြီးရင်ငွေတသိန်းတစ်ထောင်လည်းထည့်ရမယ်ဆိုတဲ့ခါကျပြီးလို့ရှိရင်လည်းအခုရွေးကောက်ပွဲမှာအ ਨੇ ဆုံးမဲဆန္ဒနယ်ရတဝက်ကိုရှင်ပြိုင်နိုင်ရမယ်အဲ့ဒါမှသာလေပြည်ထောင်စုအဆင့်ပြည့်မြာကျွန်တော်တို့လိုမျိုး၃နှစ်သားပါတီတောင်မှ၃လအတွင်းမှာပြန်ပြီးတော့သွားပြီးတော့မှမှတ်ပုံတင်လိုက်တယ်အဲမှတ်ပုံတင်လိုက်ပြီးတော့မှမှတ်ပုံတင်လိုက်ပြီးတော့မှပြီးလို့ရှိရင်တော့တသိန်းရအောင်မနှဲလို့ရပါဘူးကျွန်တော်တို့6000 9000လောက်မှာရွာလဲနေပြီးတော့လေဟိုတော်တော်နဲ့မရနိုင်ဘူး ော်တော်နဲ့မရနဲ့6000 9000တောင်းမှအကြိုက်ရွာလဲပြီးနောက်ဆုံးမှကျွန်တော်တို့တသိန်းကျော်ကျွန်တော်တို့တင်နိုင်တာဖြစ်ပါရဲ့ရှင်တင်နိုင်တယ်ဒါပေမဲ့နောက်ပိုင်းကျတော့ပါတီတွေခက်ခဲနေတာတည်တဲ့ခါကျတော့တည်တဲ့ခါကျတော့ဖြေလျှော့ပေးလိုက်ပါတယ်ပါတီဝင်9000အနည်းဆုံးရှိရမယ်ပြီးရင်ပါတီအဲရုံးပေါ့နော်330မှာ130ပေါ့သုံးပုံတစ်ပုံပြည့်ရမယ်ဆိုကျွန်တော်တို့အဲ့ဒါကိုအတားလေးပြည့်မီကျော်လွန်သွားပြီးဖြစ်ပါတယ်ရှင် ဒါအခုလာမဲ့ရွေးကောက်ပွဲမှာလည်းကျွန်တော်တို့မဲဆန္ဒနဲ့တဝက်မဟုတ်ပါအောင်ကျွန်တော်တို့အကုန်လုံးရှင်ပြိုင်နိုင်အောင်ကျွန်တော်တို့ကြိုးစားလျက်ရှိပါတယ်။အခုတော့ကျွန်တော်မပြောနိုင်သေးဘူးပေါ့နော်။ကြိုးစားနေတော့ချိန်နေဖြစ်ပါတယ်ရှင်။အဲ့ဒါဆိုတော့ NLD လိုမျိုးပါတီကြီးက NLD လိုမျိုးပါတီကြီးကအဲဒေါ်အောင်ဆန်းစုကြည်မရှိတော့တာနဲ့ဘယ်သူမှဘာမှမလုပ်တတ်တော့တဲ့သဘောဖြစ်ပြီးတော့မှ တကယ်တမ်းဆိုအားအရန်ကောင်းပါတယ်အမျိုးသားဒီမိုကရေစီဖွဲ့စုချုပ်ကိုသူ CEC တွေကအပြစ်တော့တော့မဟုတ်ဟို energy တွေကတယောက်ယောက်ကတစုတစ်ဖွဲ့ရနေဥဆောင်ပြီးတော့မှအမျိုးသားဒီမိုကရေစီဖွဲ့ချုပ်ဆိုပြီးမတ်ပုံပြန်တင်မယ်လို့လုပ်တဲ့လူတယောက်မှမရှိကျမတို့လိုမျိုးပါကျမတာရှင်ပြတာလေကျမတို့လိုမွေးကင်းစပါတီတောင်မှသုံးလတွင်ပြန်တီထောင်တာဟိုပြန်ပြီးတော့မှတော့အချက်ချင်းတော့မပြည့်ဘူးပေါ့နော်ဒါဆုံးဖြတ်ပြီးတော့မှကျမလုပ်တယ် ဆိုတော့ရှင် NLD ကိုကျွန်မအဲ့ဒါပြောချင်တာပေါ့နော်အဲဒေါအောင်ဆန်းစုကြည်ကိုအရင်ပဲမိခုပ်ပြီးတော့မှဒေါအောင်ဆန်းစုကြည်မရှိရင်ဘာမှမလုပ်တတ်မကင်တတ်အဲအဲ့လိုမျိုးနဲ့လူတူတူတယောက်ပဲလုံးလုံးလျားလျားမိခုပ်အားထားထားတဲ့ပါတီဖြစ်ပါတယ်အဲ့ဒီထဲမှာတကယ်တမ်းဆိုလို့ရှင်ဝန်ကြီး၅နှစ်လောက်ခဲ့တဲ့လူတွေလည်းရှိပါတယ် NLD ထဲမှာလေဝန်ကြီး၅နှစ်လောက်ခဲ့ပြီးတော့မှသူတို့ဝန်ကြီးဌာနတွေမှာ၅နှစ်ဆိုတာနည်းတဲ့တွေ့ကြုံမဟုတ်ဘူးပေါ့နော်နောက်ဝန်ကြီးပေးတယ်ဆိုတော့ရင်သူလည်းငကိုအရေးချင်းရှိလို့ပေါ့သို့တော်လည်းဒီပါတီ နိုင်ငံရေးပါတီများမှတ်ပုံတင်တင်ခြင်းဥပဒေအသစ်မှာဘာကြောင့် NLD ကပြန်ပြီးတော့မှမှတ်ပုံမတင်နိုင်ခဲ့တာလဲဆိုဒါသူ့ရဲ့ဒါနာဆကရဲ့ဒုက္ခမဟုတ်ဘူး NLD ရဲ့ဒုက္ခဖြစ်ပါတယ်